ထားဖို့ကနော်ထိုင်းရောက်မြန်မာလောက်ကားတွေမနှက်ဖြန့်အားလုံးတနိုင်ငံလုံးအင်ကြီးအမဲအောင်အင်ကြီးအမဲအောင်ဝိဆုံစင်တူခွေးကြဘာမှဖြစ်ဘူးစန္နပြခွင့်မပေးတဲ့အရာကိုပွားပြရင်နင်းမဲ့လင်းနေကဖမ်းပြီးတော့ပြန်ပို့မှာပေါ့မြန်မာပြည်ကိုဟုတ်တယ်မလားအဲ့တော့ဘသူကပြရဲမလဲမစ်စများလုံးပဲမင်္ဂလာပါခွေးနှကောင်တော့ကြိုက်နေပါပြီခွေးနှကောင်ကြိုက်တဲ့ပွဲကိုကျွန်တော်ကြည့်ရှုရအောင်ခင်ဗျာကိုဖြစ်တယ်ကိုဖြိုးပိုင်ရဒီအကြမ်းဆေးဆုမင်းအောင်နိုင်ကိုဒီစန္နပြလေဆိုပြီးတော့ထိုင်းအနိုင်အနိုင်ဒီဘက်ကဖမ်းဆီးသွားတယ်ပေါ့နော်အဲ့တော့ ်ဆိုတော့သူတို့ဘက်ကတော့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့တိုင်းအောင်မြန်မာနိုင်ငံသားတွေဒီလိုဆန္ဒပြတာတွေဟိုဖန်ဆီးဖို့တွက်ဖြစ်နေရှိနေတယ်အဲ့တော့ကျွန်တော်အနေနဲ့အပြင်ဘက်ဆန္ဒပြတာမျိုးမဟုတ်ဘူးအပြီးတော့အလုပ်ရုံမှာဆိုရင်လည်းတချို့ဆိုပါလဲအပြိုင်လူအလုပ်တွေနားဖို့အတရထက်အလုပ်တွေနားဖို့ Okay ပြောတာတော့ဟိုဟိုလွယ်တယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒါကြီးကလည်းကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံလာပြီအခုချိန်မှာရန်ခတ်ခဲထောက်ထားရည်လည်းမပြည့်စုံသေးဘူးတက်တန်းတိုးကာလာကြီးလည်းဖြစ်တဲ့အားလုံးလည်းတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေမပြည့်သေးဘူးအားလုံးကထောက်ထားမယ့်ဖြစ်နေတယ်အဲ့တော့ဒီဖက်ကကြည့်ရင်လည်းဒီမိမိရဲ့အလုပ်ရှင်တွေ အလုပ်ယုံနေမိမိကိုပုံမှန်လို့ပုံမှန်လုပ်ပေးနေတဲ့လှုပ်ရှင်တွေလှုပ်ယုံနေမိမိကိုပုံမှန်လောက်ခလာတာရှင်းပေးနေတဲ့လှုပ်ယုံနေလှုပ်ရှင်တွေနစ်နာတယ်ဆိုတော့အထိုင်းမှာလည်းအလုပ်ယုံနေနေစဉ်လည်းပတ်နေရတာမြန်မာလူသားတွေခွန်အားနဲ့မြန်မာလူသားတွေအားနဲ့အလုပ်တချို့ဆက်ယုံနေဆို24နာရီ24 hour ပါတော့လောကမနာဘူး run နေတာပေါ့နော်ဆက်ယုံလှုပ်ယုံနေတာစက်ပြီးတစ်ချက်မှရက်မသွားဘူးလူတွေပဲချိန်သွားတယ်ပေါ့နော်သူရဲ့အချိန်တိုင်းဆိုတော့အဲ့တော့အလုပ်တွေနားပြီးတော့ကန့်ကွက်တာမျိုးကတော့ကျွန်တော်ဟိုအားမပေးခြင်းဘူးအဲ့တော့ကျွန်တော်ထိုင်းနိုင်ငံမှာရောက်ရှိနေတာလှုပ်လှုပ်ဖို့ဖြစ်တယ်ထိုင်းအောင်မြန်မာလူသားတွေမှာအလုပ်ရှိဖို့ဖြစ်တယ် ဲ့တော့ကျွန်တော်တက်နိုင်တဲ့ဘောင်လေးကနေပြီးတော့အမဲအောင်အင်ကြီးဝစ်စုံဝစ်ပြီးတော့နှစ်ရက်တာကာလတွင်မှာဇာတ်ထုတ်ဖို့ထုတ်ဖို့ဘုရားကျွန်တော်တိုက်တွန်းထားတာရှိတယ်တော်တော်များများလေးတိုက်တွန်းလို့ဆောင်နေတဲ့ဒရမီဒီယာတွေတက်ကြရတယ်ပြဝင်လေးပဲမင်းသားစီစဉ်ပေးလိုက်ဟမ်ပြယဝင်ဥပဒေဘောင်တွေကထိုင်းမှာရောက်နေတဲ့လူတွေလောက်ဖွင့်ရှိလားရှိလားအောင်ပဲစီစဉ်ပေးလိုက်မင်းပြောတဲ့စကားမှားလားမှန်လားဆိုတာဟမ် နာခိတ္တတရိဌာနတင်ထားထူတာပေါ့နော်ဗာလဲဆိုတော့ထိုင်းရောက်တဲ့မြန်မာနိုင်ငံသားအားလုံးပေါ့နော်ဒီအကြဖတ်မရောက်လာရောက်လာတဲ့အချိန်ကာလတခုမှာပေါ့နော်သူကလေရတတိအမှတ်ဒီမှာတဲ့အလုံးမလုံးပူထိုင်းလုပ်ငန်းရှိနေဆန္ဒပြဖို့တဲ့လက်ရဝစီပြီးတော့တဲ့ညီမပေါ့အစင်းစားပေါ့ခင်ခံတဲ့နေရာပဲညင်ညီလိုက်မယ်ပေါ့နော်ဒါဟိုတချို့သောအဒီအကြဖတ်စီအုပ်စုရဲ့ဒလန်ဒီဘောမတွေကအဒီနေ့ကျွန်တော်အရီမှာတင်ထားတဲ့နှုတ်ဆော်ထားတဲ့ဟာခုဆိုရင်လာပြီးတော့အောက်မှာမှတ်ရရှိတယ်ပါလေအဘဒူတောင်ကြီးမှာလဲတို့ဒီလိုမျိုးဖန်ခံတင်ပါညာသူတို့ကအဲ့ဒါစိုက်ွားလာထည့်ပြီးတော့ထိုင်းရောက်မြန်မာလုပ်သားတွေကို ဒီအင်ဂျီလေးတော့မဝေရအောင်ကြောက်ကြောက်ချင်းချောင်းနေရဖြစ်တယ်နော်ဒါကိုကျွန်တော်ဒီနေ့ညလာပြောတာကျွန်တော်ဒါကြောင့်ရှင်းရှင်းလေးပြောအောင်လို့လိုက်လွှဲလိုက်တာဗီဒီယိုလေးကြတော့ကျွန်တော်တို့အတူတွေနဲ့စကားပြောတာမပြည့်စုံကျွန်တော်အောက်မှာနာမန်းရတဲ့အထဲမှာအမင်းကတာဝန်ကြီးမှာဖန်ခံရပါ냐ထိုင်းနိုင်ငံမှာမှတ်ထားဖို့ကနော်ထိုင်းနိုင်ငံမှာလုပ်တာကြီးမနှက်ပြန်အားလုံးတနိုင်ငံလုံးအင်ဂျီအမဲအောင်အင်ဂျီအမဲအောင်ဝေးစုံစင်တူခွေးကြပါလားဖြစ်ဘူးစန္နပြခွင့်မပေးတဲ့အရာကိုပွားပြရင်နင်းမဲ့လင်းနေကဖမ်းပြီးတော့ပြန်ပို့မှာပေါ့မြန်မာပြည်ကိုဟုတ်တယ်မလားအဲ့တော့ဘယ်သူကပြရဲမလဲအကောင်လုံးဒီဒီတော်လိုင်းရင်းမှမဟုတ်ဘူး ဥဆောင်တဲ့ဘိုင်းမှာပါတဲ့သူတွေအားလုံးကိုတားထားတယ်။ထိုင်းနိုင်ငံမှာအင်ကြီးအမဲအောင်ဝစ်လို့အင်ကြီးအမဲအောင်စင်တူဝစ်လို့အင်ကြီးပေါင်းကြီးမဲအောင်ဝစ်လို့အင်ကြီးအမဲအောင်ဝစ်လို့ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိဘူး။နော်မလောက်ခွင့်မရှိတဲ့အရာကိုတွားလို့လို့မရဘူး။သူများနိုင်ငံမှာနေတာသူများနိုင်ငံဥပဒေကိုနားလေးစားရတယ်လေ။နော်။နော်အဲ့ဒါပုံမှန်လေးဝင်နေကြပါဗျာ။ဒါကတော့ကိုထူးခြားပြီးတော့အမဲအောင်အမဲအောင်တိတက်ဖွပြပြီးတော့အားလုံးကျွန်တော်တို့တွေဒီအချမ်းမဆေးအုပ်စုမဲအောင်လာရင်ပြည်သူတွေကိုမြန်မာနိုင်ငံပြည်သူတွေ အဲပြီးတော့နိုင်ငံနဲ့ဘုံလိုက်ကျဲနေတာတွေတိုင်းသားလက်နက်ကိုင်နေတွေအပါဝင်မြန်မာနိုင်ငံအနှံ့ပြအခုမျိုးကြီးပြကြီးတွေစသည်ဖြင့်နော်ဟိုဟိုတိုင်းသားလက်တိုင်းသားတွေနေများတဲ့နေရာတွေရောဗမာတွေနေများတဲ့နေရာတွေတိုင်းနိုင်ငံလုံးကဘုံကျဲတက်ဖြတ်ကလေးတွေကမကြံစပေးဆောင်စကံဘုရားကျောင်းဘုံကြီးကျောင်းစတင်ကျောင်းမကြံအခုဘုံကျဲတက်ဖြတ်နေတယ်သွေးဆုံလက်ပိုင်ရှင်မင်းအောင်လိုက်ပြီးတော့အာဂျင်နီနာတရားရုံးကနေပြီးတော့ကျွန်တော်တို့ဖမ်းမနှထုတ်ခံထားရတဲ့သူဖြစ်တဲ့ဒီလိုပုံကုန်မျိုးထိုင်းနိုင်ငံကိုရောက်လာပြီးတော့ထိုင်းဝန်ကြီးချုပ်ကဒီလိုလက်ဆွဲနှုတ်ဆက်နေတာကိုလောကကျင်းတဲ့ချင်းမရှိဘူးကန့်ကွက်တယ် ဆိုတာကိုကျွန်တော်အနေနဲ့အမဲအောင်ဝတ်ဆောင်ပြီးတော့ဆန္ဒထုတ်ပေါ်တာဖြစ်တယ်။အဲသူတို့ကဆန္ဒပြဝင်မပေးတဲ့အရာကိုဆန္ဒတွားပြမယ်ဆိုရင်မင်းတို့ပန်းကောင်းတာစုပ်ပေးမှာမဟုတ်ဘူးလေ။မင်းရောလုံမှာလား။အဲ့လိုအင်ဂျင်မဲအောင်မနှက်ပြန်ဈေးထဲမှာဝတ်သွားလို့ကုန်တိုင်းမှာသွားလို့လမ်းပေါ်မှာသွားလို့အင်ဂျင်မဲအောင်ဝတ်လို့ဖမ်းလို့ကြားတဲ့ဥပဒေထိုင်းမှာမရှိဘူးဘယ်သူမှမဖမ်းဘူး။ထိုက်တော့ဝတ်လို့ရတယ်နော်။အကျွန်တော်ဒီနေ့ညဒါလေးကိုပြောပြောလာပြောချင်းဖြစ်တယ်။အဲ့အဲ့တိုင်းမဲ။နော်သူတို့ဒီနေ့မှာဆန္ဒပြဝင်မပေးထားဘူး။ဘာလို့ဆိုသူတို့နိုင်ငံဖိတ်ထားတဲ့လူတယောက်လာတယ်။ လူပဲထားရပါတော့ကွာလူတော့တန်ဖို့မရှိတဲ့ကောင်ပါနော်အဲ့တော့သူတို့တောင်းဝင်ယူထားတယ်ဒီချိန်မှာလုံခြုံရေးအစသူတို့မတောင်းဝင်ရှိတယ်အဲ့ဒီအတွက်ဒီကလုံခြုံရေးမှာဒီချိန်မှာဆန္ဒပြခွင့်တွေမပေးတော့သူတို့နိုင်ငံသားလည်းမပေးထားဘူးနော်ရွှေပြောင်းလို့နောက်တစ်ခုကရွှေပြောင်းလုံသားတွေနဲ့ပတ်သက်လို့နော်ဆန္ဒပြခွင့်တွေမရှိဘူးဆိုတော့သူတို့နိုင်ငံရဲချုပ်ကိုလည်းတခါပြောဘူးထားတယ်ရှစ်လဘလို့လဲအေးအဲ့ဒါပဲစကားကိုအဲ့လိုပောက်ပန်း40ငါစကားနွားရအောက်တန်းစားတကယ်တမ်းညီတဲ့လူတွေရှိတော့လဲ နော်အဆင်မပြေဘူးလေလူကနေညီနဲ့လူကဆက်ရလာမယ်60လာမှညီမမညီတာအဲ့တော့ဒီကနေ့ငံမှာတပည့်ချပြားဟာကိုသုံးဖို့နှစ်ဖို့ပြန်ပြီးပြီးတော့ကွေးလို့ဥူပြီးတော့ကွေးလို့ပဲညီးပြီးတော့ပဲတက်ညီလက်ညီမရှိဘဲနဲ့ပဲဖိကုံးပြီးတော့စီပလေးလေးခါထုတ်ပြီးတော့ခံလိုက်ကြပါသို့လို့ထားရမိပါလေအားလုံးပေါ့နော်အကုန်လုံးသိကျုံကြတာမဟုတ်နော်ကျေးဇူးတင်တာတကယ်ရတော့ပြန်ရောက်သွားပြီကြာနော်ဒါပေမဲ့ဒီကောင်တွေကခုတင်ကြောင်နေတော့မယ်နော်မြန်မာနိုင်ငံပြန်လာပြီမင်းတို့စာရလည်းလာပြအောင်ပါကွာနော်လို့ပါတယ်ဒီကားတဲ့ကမှဂျေးတက်သက်လုံးထည့်ထည့်ထားလို့ရအောင်နော်အဲ့တော့ခုတော့စိုးရတဲ့ဒရင်လေးတွေဆက်ပြီးနားထောင်ကြည့်အောင်ပါ အစကဥက္ကဋ္ဌရဲ့အထိုင်းနိုင်ငံအကြီးအကဲတို့မှာဆန္ဒပြဖို့ဆိုပြီးတော့ပြည်ပြည်အုပ်စုတွေလှုပ်ဆော်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ဆန္ဒပြတဲ့သူကတယောက်ပဲရှိပါတယ်အဲ့ဒီတယောက်ကိုလည်းထိုင်းရေးတပ်ဖွဲ့ကဖမ်းထားပါတယ်အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်မနေ့ကမိုးလယ်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီနေပြီးတော့အပြည်ပြည်ဆိုင်လေစိတ်ကနေပြီးတော့ထိုင်းနိုင်ငံကိုထွက်ခွာသွားပါတယ်ပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မြို့ကို3နာရီနဲ့3နာရီနဲ့ကျွန်တော်တို့46မိနစ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ပါတယ်ရောက်ပါတယ် ဲ့တော့မနေ့ကတော့ဒီနတ်ဆက်ကဥက္ကရာကဒါဒါတိကျတွေ့ဆုံတာကနီဘောဝင်ကြီးုံနဲ့တိကျတွေ့ဆုံတယ်ပြီးတော့ကျွန်တော်ဒီကနေ့မှာတော့ဒါထိုင်းနိုင်ငံရဲ့ဝင်ကြီးုံနဲ့တိကျတွေ့တယ်ပြီးရင်တော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံရဲ့ဝင်ကြီးုံနဲ့တိကျတွေ့ပါတယ်တိကျတွေ့တဲ့အခါမှာလည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီငလင်ငလင်ဘေးတင်မှုနဲ့ပတ်သက်ပြီးတော့ဒါအကျယ်တော်ဆွေးနွေးတော့တာရှိတယ်ပြီးတော့လည်းကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံက ဒါထိုင်းနိုင်ငံကကျွန်တော်တို့ဒါလူမှုကွန်ကြီးအဖွဲ့တွေပြီးကြတော့ကျွန်တော်ဒီထိုင်းနိုင်ငံကနေကွန်ကြီးထောက်ပံ့ပေးမှုတွေကိုကျေးဇူးတင်ကြအောင်ဒါကျွန်တော်ပြောကြားခဲ့တာလည်းရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အိန္ဒိယဝန်ကြီးဝန်ကြီးချုပ်နဲ့လည်းလက်ရှိဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဒါဆွေးနွေးလို့ကျွန်တော်နားလည်ရပါတယ်ထို့တူပါပဲကျွန်တော်လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလှင်ပေးတဲ့ဒေသတွေမှာအိန္ဒိယနိုင်ငံကနေပြီးတော့ကျွန်တော်တို့ဗတ်ပေါင်းစုံကနေပြီးတော့ပါဝင်ကွန်ကြီးပေးမှုကိုလည်းဒါဒါကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌကြီးကကျေးဇူးတင်ကြအောင်ဒါပြောဆိုခဲ့တာလည်းရှိပါတယ် တော်တော်လေးတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့မှာကျွန်တော်တို့ဒီနိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီကောင်စီဥက္ကရာရဲ့ဒီထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတော့ NUG ရဲ့ဒီထောက်ဖို့ရန်မင်းအုပ်စုကဒါဧပြီလ၄ရက်နေ့ကနေပြီးတော့ဧပြီလ၄ရက်နေ့ငိုင်းနေ့မှာဆန္ဒပြဖို့ထိုင်းရောက်မြန်မာလူသားတွေဆန္ဒပြဖို့ဆန္ဒပြတဲ့အခါမှာကျွန်တော်အမဲအောင်ဝတ်စုံပြီးအမဲအောင်အမဲအောင်ကျွန်တော်တီရှပ်လေးရမယ်စပုတ်ရှပ်လေးရမယ်ရှိုင်းအိတ်လေးရမယ်ပေါ့ဗျာစသဖြင့်အဲ့ဒီအမှတ်သားတွေနဲ့ဒီနတ်ဆာကဥက္ကရာရဲ့ခီးစဉ်ကိုဆန္ဒပြဖို့ဆိုပြီးလှုပ်ဆော်ခဲ့ပါတယ်ဒီရမင်းရဲ့လှုပ်ဆော်မှု နောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်ဒီခေတ်တက်ကလည်းဒီသတင်းကိုကျွန်တော်တို့ဒါတော်တော်လေးကိုဖော်ပြတာတွေ့ရပါတယ်အဲ့လိုဖော်ပြချက်တွေပြီးတဲ့အခါမှာကျွန်တော်တို့လည်းဒါအထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာလူအဖွဲ့အစည်းတွေကျွန်တော်တို့ဒါဆက်သွယ်ပါတယ်ဆက်သွယ်တဲ့အခါမှာဒီလိုမျိုးဒီရဲမင်းကလှုပ်ဆော်တယ်ပြကြတော့ခေတ်တက်ကလည်းဒီပုံမှာလှုပ်ဆော်တယ်လှုပ်ဆော်တဲ့အခါမှာဒီထိုင်းအစိုးရအဖွဲ့ကလည်းသူရဲ့တပ်ဆိုင်ရာနေပြည်တော်ကိုနေပြည်တော်ကျွန်တော်တို့တို့အောက်မှာရှိတဲ့ဆက်ယုံတွေဆက်မှုစုံတွေကိုဘာအမိတ်ပေးလဲဆိုတော့နံပါတ် ဆန္ဒပြရဲဆန္ဒပြရဲဒီအနက်ရောင်ဝတ်စုံနဲ့ဆန္ဒပြရင်အဲ့ဒီလူတွေကိုနေရပြန်ဖို့ပဲနံပါတ်2ကတော့ကျွန်တော်တို့တီဆဲဥပဒေအရေးယူမယ်နံပါတ်3ကတော့ကျွန်တော်အလုပ်ထုတ်မယ်ကြိုက်တာရွေးဆိုပြီးတော့တို့အဲ့ဒီသဘောနဲ့ဒီထိုင်းအစိုးရကယာစတန်ပေးပါတယ်အဲ့လိုယာစတန်ပေးမှုတွေကြောင့်ကျွန်တော်တို့ဒီ NUG မှာရှိတဲ့ဒီ NUG ရေကိုထောက်ခံတဲ့အလုပ်သမားအုပ်စုတွေကတော့တရားမှဆန္ဒပြတာမတွေ့ရပါဘူးဒုတိယချက်ကတော့ကျွန်တော်တို့ဒုတိယချက်ကတော့ကျွန်တော်တို့လက်ရှိတော်လိုင်းရေးဆိုတဲ့ဟာကိုအယုံကြည်မရှိလို့အယုံကြည်မရှိလို့ ထိုင်းမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကလည်းဆန္ဒမပြပါဘူးအဲ့တော့ရှာရှာပပအနေနဲ့ကျွန်တော်တို့ဒါကျွန်တော်တို့တံတားမှာတံတားမှာကျွန်တော်တို့ဒီဗနိုင်းပေါ့ဗျာဗနိုင်းနဲ့ဒီဆန္ဒပြတာတခုရှိတယ်ပြီးတော့ကျွန်တော်အမျိုးသားတယောက်ဆန္ဒပြတာရှိတယ်အဲ့တော့ဒီတံတားမှာတံတားမှာကျွန်တော်တို့ဒီဗနိုင်းချိန်ပြီးတော့ဆန္ဒပြတဲ့သူတွေကိုလည်းလက်ရှိဒီထိုင်းစုအဖွဲ့က CCTV နဲ့မှတ်တမ်းနဲ့လိုက်ပြီးတော့အရေးယူဖို့လုပ်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဆန္ဒပြဖို့အတွက်စ조사တဲ့အမျိုးသားတယောက်ကိုလည်းဒါထိုင်းစုကဖန်စီတာကြောင်းအရေးယူတာမှဖြစ်ကြောင်းသူတို့ဘက်ကလည်းဒီဖော်ပြတာတွေ့ရပါတယ် ဲ့တော့တော်တော်လေးတော့ကျွန်တော်တို့ဒါတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိဒီနိုင်ငံတော်ဝင်ရုပ်ကြီးကတော့ဒါထိုင်းနိုင်ငံမှာဒီ best အစည်းအဝေးကိုဒါတက်ရောက်နေပြီဖြစ်ပါတယ်။အဲ့တော့ best အဖွဲ့ဝင်နိုင်ငံတွေကတော့အိန္ဒိယ၊ထိုင်း၊မြန်မာ၊ဘင်္ဂလားဒေ့၊နီပေါ်၊သီရိလင်္ကာနဲ့ဘူတန်နိုင်ငံတို့ဖြစ်ပါတယ်။ဘူတန်နိုင်ငံတို့ဖြစ်ပါတယ်။လက်ရှိဒီ best အစည်းအဝေးကနေပြီးတော့ဒါအစည်းအဝေးထွက်ပေါ်မှုအစည်းအဝေးအစည်းအဝေးအဖွဲ့ဝင်တွေရဲ့ဒီအဖွဲ့ဝင်တွေရဲ့သဘောတူညီချက်ကတော့လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလျင်ဘေးနဲ့ပတ်သက်ရင်တို့က ဒါကျွန်တော်တို့ထဲထဲဝင်ဝင်ကူညီမယ်လို့ဒါဆုံးဖြတ်ချက်တခုထွက်လာတယ်။ပြီးတော့လည်းပဲကျွန်တော်တို့ဒါဒါကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်တဲ့ဒီအဖွဲ့အစည်းတွေကလည်းလက်ရှိဒီမြန်မာနိုင်ငံကိုငလင်ပင်းနဲ့ပတ်သက်ပြီးတော့ဒါလှူဒန်းမှုတွေပြုလုပ်သွားမယ်လို့ဒါသူတို့ဘက်ကလည်းကျွန်တော်တို့ဒီထုတ်ဖော်ပြောဆိုနေတာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။နောက်ထပ်ဒီဒီနာဆာကဥက္ကရာရဲ့ထိုင်းနိုင်ငံခီးစင်နဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့ဒီကနေ့ဒီကနေ့မှာပေါ့ဒီ NGO အုပ်စုတွေကသူတို့တစ်တော်တွေ TikTok platform တွေမှာလည်းတွေ့ရတယ်ပြီးရင်ကျွန်တော် Facebook platform တွေမှာလည်းတွေ့ရ YouTube platform တွေမှာလည်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့နာဇကဥက္ကရာရဲ့ခီးစဉ်ကိုထိုင်းမှာရှိတဲ့ထိုင်းနိုင်ငံသားတွေကဆန္ဒပြတယ်ပေါ့ဗျာဆန္ဒပြတယ်ပေါ့အဲ့ TikTok file တွေကိုတက်နေတယ်တကယ်ကတကယ်ကကျွန်တော်တို့တောင်းသူလေဒီထိုင်းမှာရှိတဲ့တောင်းသူလေသမားတွေကသူတို့ရဲ့ရပိုင်ခွင့်တင်းနဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ထိုင်းစိုးရကိုဆန္ဒပြတာထိုင်းနိုင်ငံသားတွေနော်မြန်မာနိုင်ငံလက်ရှိနာဇကဥက္ကရာကိုဆန္ဒပြတာတရားမှမရှိဘူးလက်ရှိတက်နေတဲ့ဗီဒီယိုဖိုင်တွေကထိုင်းနိုင်ငံသားတွေက သူတို့ရဲ့ဒီလေယာဉ်မြင်နဲ့ပတ်သက်တဲ့တိညာနေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကိုမကြည်နဲ့လို့ထိုင်းအစိုးရကိုဆန္ဒပြခဲ့တာအဲ့ဒါလဲတက်တော့ဗီဒီယိုအဟောင်းနေပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရဲ့နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စီဝင်ဖိုင်တွေရှိတယ်အဲ့ဒီဖိုင်တွေကိုလည်းလက်ရှိအလားဒီဒီနီပိအုပ်စုတွေကအာဒါကနာဆာခအုပ်စုတွေကိုဆန္ဒပြနေပါပြီဆိုတော့သူတို့ကထတ်တယ်လေယုံတဲ့လူတွေလည်းယုံတယ်ဒါကြောင့်ကျွန်တော်နီပိလို့ပြောတာမှားတော့မမှောက်ဘူးဗျဒီထိုင်းနိုင်ငံသားတွေကဘာတွေပြောနေလဲဆိုတာလည်းသူတို့မသိဘူးအဲ့မှာကျွန်တော်တို့ဒီ TikTok မှာဆိုလဲသူရဲ့ဒီ translate တွေရှိတယ်တောက်လျှောက်ကိုဘာသာပြန်ပေးတယ် Facebook မှာလည်းဘာသာပြန်ပေးတယ်အဲ့ဒါကိုလည်းသူတို့မသိဘူးအာဟိုဟာရေးလိုက်လည်းမှန်တယ်ဒီဟာရေးလိုက်လည်းမှန်အဲ့ဒီလိုအုပ်စုရတဲ့အုပ်စုရှိတယ်ကိုယ်ဖိနေကိုဘာဝင်မှန်းမသိဘူးအဲ့လိုအုပ်စုတွေရှိတယ်အဲ့လိုအုပ်စုကတည်တတ်ရှိတယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရထိုင်းနိုင်ငံခီးစင်မှာဆန္ဒပြရတယ်ဆိုလို့ခုနကကျွန်တော်ရှေ့ရတင်ပြတဲ့တကားမှာအဲဒါကမှကျွန်တော်တို့ဒါဖင်တိုင်းကပ်ပြီးဆန္ဒပြခဲ့တာအမျိုးသားတယောက်ကဆန္ဒပြဖို့ကြိုးစားတာဒီနှစ်ခုတော့ရှိတယ်အဲမှာကျွန်တော်အနေရောင်ဝတ်စုံနဲ့ဆန္ဒပြရည်လည်းမရှိဘူး လှုပ်ရဲလှုပ်လှုပ်တာနဲ့ဒီထိုင်းနိုင်ငံဆိုတာဖမ်းမယ်ဖမ်းပြီးမြန်မာနိုင်ငံပြန်ပို့မယ်တီဇဲဥပဒေနဲ့အရေးယူမယ်အလုံးထုတ်မယ်ကြိုက်တာရွေးဆိုပြီးတော့တခါတည်းပေးထားပြီးသားတခါတည်းပေးထားပြီးသားအဲ့တော့အန်ယူဂျီအုပ်စုတွေကပြန်တခါထပ်ပြီးလှုပ်ဆော်သေးတယ်ဗာအင်တာပိုကနေပြီးတော့ဒီနာဆာနာဆာကအုပ်တွေဖမ်းဆီးပေးဖို့အစသဖြင့်အမျိုးမျိုးဗျာခမည်းအားလည်းဗျာဖြစ်နိုင်မလားဗျာဖြစ်နိုင်မလားဒီလူတွေရဲ့အတွေ့အကြုံကခမည်းဘာမှမရှိဘူးဖြစ်နိုင်လားလည်းမသိဘူးမဖြစ်နိုင်လားလည်းမသိဘူးလှော်မယ်ဆိုတာကြီးပဲ ်လှော်မယ်ဆိုပဲအဲ့လှော်ဖို့တတ်တတ်အုပ်စုတော်ကြီးရှိတယ်အဲ့တော့သူတို့တွေကတကယ်ဖြစ်ရအမှန်ကိုဖုံးပြီးဖုံးပြီးနဲ့အဲ့ဒီအဖွဲ့ကြာဆုံးတာပဲအန်ယူဂျီဘွဲဘာကြောင့်ကြာဆုံးရလဲဆိုရင်သူတို့သူတို့ရဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းရဲ့မတရားမှုတွေကိုဖော်ထုတ်ရတခုမှမရှိဘူးအဲ့ဒီလိုဖိအေးဖိအေးဖိအေးဖိနဲ့သူတို့ကိုဘယ်သူတို့ကိုထောက်ခံတဲ့သူတွေကအစဘယ်သူမှယုံကြည်မှုရှိရအဲ့ဒါပဲအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ ဒါနာဆကဥရရဲ့ကျွန်တော်တို့ထိုင်းနိုင်ငံခီးစဉ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။လက်ရှိတော့ကျွန်တော်ဒီ best အဖွဲ့ဝင်နေနိုင်ငံတွေကတော့ဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးနဲ့ပတ်သက်ရင်တို့ကဒါပြပြဝဝထဲထဲဝင်ဝင်ကူညီမယ်လို့တို့ဘက်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချထားတယ်။ပြီးကျွန်တော်အိန္ဒိယဝန်ကြီးချုပ်ကြီးကလည်းလက်ရှိဒီလက်ရှိကျွန်တော်တို့ဒါမြန်မာငလင်ဘေးနဲ့ပတ်သက်ရင် သူတို့ကလည်းအစွမ်းကုန်ကူညီမယ်လို့ကျွန်တော်ပြောဆိုခဲ့တာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီနာဆာကဥထားရဲ့ဒီထိုင်းနိုင်ငံခီးစဉ်ဘက်စတာအစီအဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခြေအနေအချို့အချက်လက်အချို့ကိုကောက်နှုတ်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်